ဘယ်မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းသွားဆိုရမယ့်ဟာကအသစ်ဖြစ်ပါတယ်။နောက်တစ်ခေါက်ဘယ်တော့ထပ်ရောက်မလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူး။ဒီဒီမျိုးမှာဟိုအကြောင်းအကြောင်းတိုက်ဆိုင်မှာပဲဖြောပြေဝင်ရမှာဆိုတော့ဒါကဟိုကိုယ့်ရဲ့ဟိုအရင်ဆုံးပထမဆုံးဖြောပြေရမယ့်ဘွဲလိုမျိုးစိတ်လှုပ်ရှားတယ်။ပြီးတော့နောက်ဆုံးဖြောပြေရမယ့်ဘွဲလိုလည်းကျွန်တော်သဘောထားပြီးတော့ကျွန်တော်လုံနိုင်တာအကုန် တော့စီးတဲ့ energy ခွန်အားအကုန်လုံးထည့်ပြီးတော့ကျွန်တော်ဖြုတ်ပြပါတယ်ဒီဂီတဖန်တီးတဲ့ချိန်တော့ဆိုတဲ့ချိန်ဆိုရင်တော့ဘယ်သူကြီးတယ်ဘယ်သူငယ်တယ်ဟိုကမဟုတ်ဘူးပေါ့နော်အားလုံးကဒီစုံမှတ်တစ်ခုမှာပဲအားလုံးအတူတူဖြောပြကြရတယ်အဲငယ်ဆိုတော့လေဗျာအကူတွေကိုနည်းနည်းပါဟိုပါပေါ့စလို့နောက်လို့အနိုင်ကျင့်လို့ရတာပေါ့နော်အဲကိုထက်ငယ်တဲ့လူတွေကြတော့လေအမထူပါဘူးဒီတိုင်းပါပဲအာကျွန်တော် မနေ့ပြန်တော့ပါမယ်တောင်ကြီးကိုတော်တော်လိုရင်ခုန်စိတ်လို့ရှာနေပါတယ်ဟိုဟာဟိုပြီးတော့ဟိုဒီ music festival လုပ်မယ်တခြား artist တွေအများကြီးပဲ rock hip hop pop အားလုံးပေါ့အဲကျွန်တော်တို့ထက်ဆောရဲ generation ကအဆိုတော်တွေရောကျွန်တော်ထက်အခုမှဟိုဒီလူငယ်ခြေတက်တွေအခုလက်ရှိ KS superstar တွေရောပါဝင်မှာဆိုတော့အဲ့ဒီမှာပါဝင်ခွင့်ရရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ဘယ်မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းသွားဆိုရမယ့်ဟာကအသစ်ဖြစ်ပါတယ် ကျွန်တော်ခုတလောမော်လမြိုင်မှာတော့ဆိုရဲမန္တလေးမှာတော့ဆိုရဲပွဲတိုင်းကလည်းကျွန်တော်အတွက်အသက်ပဲဟာငါဒီမှာပြန်သွားဆိုရမယ်လုံးဝမဆိုဘူးတဲ့မျိုးဆိုရင်ငါတစ်ခါမှမဆိုဘူးခုတလောကကျွန်တော်မလေးရှားမှာတော့ဆိုရဲဆိုရင်ဟာမလေးရှားကိုမရောက်တာ10နှစ်လောက်ရှိနေပြီအဲ့တော့ဒါအသက်ပဲအဲ့တော့ပြီးတော့ဆိုတဲ့ချိန်မှာလည်းဟိုနောက်တစ်ခေါက်ဘယ်တော့ထပ်ရောက်မလဲဆိုတာကျွန်တော်တော့မသိနိုင်ဘူးဒီဒီမျိုးမှာ ဟိုအကြောင်းအကြောင်းတိုက်ဆိုင်မှာပဲဖြောပြခွင့်ရမှာဆိုတော့အဒါကဟိုကိုယ့်ရဲ့ဟိုအရင်ဆုံးပထမဆုံးဖြောပြရမယ့်ဘွဲလိုမျိုးစိတ်လို့ရှာတယ်ပြီးတော့နောက်ဆုံးဖြောပြရမယ့်ဘွဲလိုလည်းကျွန်တော်သဘောထားပြီးတော့ကျွန်တော်လုံနိုင်တာအကုန်ဟုတ်စီးရဲ့ energy ခွန်အားအကုန်လုံးထည့်ပြီးတော့ကျွန်တော်ဖြောပြပါတယ်အာကျွန်တော်မနစ်ကရန်ကုန်မှာတပွဲဆိုပါတယ်ပြီးတော့အပီးခဲ့တဲ့တလားနှစ်လားလောက်ကမန္တလေးမှာဆိုပါတယ်တောင်ကြီးကအဆိုတော့အကိုရင်းနဲ့ပါအဲ့ဒီမှာတော့ ဘာအရသာရှိလဲဆိုတော့ကျွန်တော်အငယ်ဆုံးပေါ့အကိုကြီးနေဆိုတော့ပြီးတော့ကျွန်တော်ဆိုတော့မဖြစ်ခင်ကတည်းကနာမည်ကြီးပြီးသားအောင်မြင်ပြီးသားအမှုပညာရှင်အဆိုတော်ကြီးဖြစ်တယ်ပြီးတော့အာသူတို့ကလည်းကျွန်တော်အတချင်းစဆုပ်ကလေးကလည်းကျွန်တော်အမြဲတမ်းဟိုကြိုးဆိုတယ်၊ကုညီတယ်၊ဆောင်မတယ်ပြီးတော့ကျွန်တော်ရဲ့ project တွေမှာဆိုရင်လည်းကျွန်တော်နဲ့တချင်းတွဲဆုပ်ပေးပါဆိုရင်လည်းအမြဲတမ်းတွဲဆုပ်ပေးတယ်ကျွန်တော်ရုပ်ရှင်လေးရိုက်ထားလို့ဒီမှာဆုပ်ပေးပါဆိုလည်းဆုပ်ပေးတယ်ဒီအကူတွေနဲ့ကျွန်တော်ဟိုဆုပ်ခွင့်ရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်မဆိုင်ပါဘူး ဟုတ်တူတူပါပဲအအလုံးလုံးတဲ့ချိန်မှာတော့ဒီဂီတဖန်တီးတဲ့ချိန်တို့ဆိုတဲ့ချိန်ဆိုရင်တော့ဘသူကြီးတယ်ဘသူငယ်တယ်ဟိုဟာမဟုတ်ဘူးပေါ့နော်အားလုံးကဒီစုံမှတ်တစ်ခုမှာပဲအားလုံးတူတူဟိုဖြောပြကြရတယ်အအငယ်ဆိုတော့လေဗျာအကူတွေကိုနည်းနည်းပါဟိုဟာပေါ့စလို့နောက်လို့အနိုင်ကျင့်လို့ရတာပေါ့နော်အကိုထက်ငယ်တဲ့သူတွေကြတော့လေအမထူပါဘူးဒီတိုင်းပါပဲဟိုအမေရောတချင်းနေဖန်တီးဖို့ရှိအောင်လားလောလောဆယ်တော့ဘာအစီအစဉ်မှမရှိသေးပါဘူးလောလောဆယ်တော့ကျွန်တော် တချင်းနေပဲကျွန်တော်လုပ်ဖို့ရှိပါတယ်ကျွန်တော်တို့တောင်ကြီးမှာအမှုပညာရှင်တွေအများကြီးရှိပါတယ်အာစံနေရပညာရှင်ရှိရယ်ပကြီးဆရာရှိရယ်အာဂီတပညာရှင်တွေအများကြီးရှိတယ်အာအဆိုတော်တွေလည်းအများကြီးပဲတေးရေးဆရာကြီးတွေစာရေးဆရာကြီးတွေအဲ့လိုကျွန်တော်တို့မျိုးကအမှုပညာရှင်တွေအများကြီးထွက်ပါတယ်အများကြီးရှိပါတယ်အဲ့ထဲမှာကျွန်တော်အဲ့အဲ့ဒီအများကြီးတွေကဒီဒီကျွန်တော်ကလည်းဒီ အဆိုတော့ဒီဂီတသမားတယောက်အဖြစ်ပါဝင်ခွင့်ရရတဲ့အတွက်ကျွန်တော်အမြဲတမ်းဟိုဂုံယူဂျင်းနဲ့ဝမ်းမြောက်ပါတယ်